USC ကိုရောက်ရောက်ချင်းမှာပဲပန်တိုဂျာစီကနေချန်ပီယံကပ်တန်းစိန်ခေါ်ခွေရရှိခဲ့တဲ့ဂျပန်ဖိုက်တာကိုင်အစာကူရာပရိသတ်များလုံးဝမင်းလာများအင်ဂရစ်ဝါကနေပြန်လဲကြိုးလိုက်ပါရင်ပေးခဲ့တဲ့ USC 3-0ပြန်ပွဲတုန်းကတော့ဂျိုရှာမန်ပါဝင်ရှင်ပြိုင်နေတဲ့ flyweight တန်းကချန်ပီယံအလန်ဇန်နာပန်တိုဂျာကသူ့ရဲ့ချန်ပီယံကပ်ကာကွယ်ပွဲကိုရှင်ပြိုင်ထိုးသက်ခဲ့ရပါရင်ဒီဘက်က flyweight တန်းချန်ပီယံကပ်ကိုရယူနိုင်ခဲ့ပြီးတဲ့နောက်၃ချိန်မြောက်ရှင်ပြိုင်ထိုးသက်ပေးခဲ့ရတဲ့ ပန်တိုဂျာရဲ့ချန်ပီယံကပတ်ကာကွယ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ပန်တိုဂျာကလည်းအဆိုပါ၃ချိန်စလုံးကိုဇက်တိုက်နိုင်ယူခဲ့ပြီးသူရဲ့ချန်ပီယံကပတ်ကိုအောင်မြင်တဲ့ကာကွယ်ပြထားနိုင်ခဲ့ပါတယ်။ပန်တိုဂျာကတော့၂၀၁၉ခုနှစ်ကတည်းက USC ကိုရောက်ရှိလာခဲ့တဲ့ Fighter တယောက်ဖြစ်ပါတယ်။ USC ကိုရောက်ရှိလာခဲ့တာဆယ်စုံတစ်ခုနေပါတော့ရှိနေပြီဖြစ်လို့အတွေ့အကြုံလဲအတော်လေးရင်နေပါပြီ။လက်ရှိချိန်ထိဆိုရင်ပန်တိုဂျာကသူ့ရဲ့ USC ကစားမပွားမှာပွဲပေါင်း၁၆ပွဲထိရှင်းပြိုင်ထိုးတက်ထားခဲ့ပြီဖြစ်က၁၃ပွဲတိုင်း၃ပွဲရှုံးထားပါတယ်။ 2029ခုနှစ်မှာရှုံးခဲ့ရတဲ့ပွဲအပြီးကလေးကပန်တိုချာသူကစားခဲ့တဲ့နောက်ဆုံး9ပွဲဆက်ရှုံးဝဲမရှိအောင်ကစားပြထားနိုင်ခဲ့ပါတယ်။ထူးခြားတာတစ်ခုကတော့ပန်တိုချာ2029ခုနှစ်လောက်ကလေးက UFC ကိုရောက်ရှိလာခဲ့တာဖြစ်ပေမဲ့2023ခုနှစ်မှာကြာမှာချန်ပီယံခပ်ကိုစင်ကာထိုးတက်ခွင့်ရရှိခဲ့ပါတယ် USC 290မှာရှင်ပြန်ကစားခဲ့ရတာဖြစ်ပြီးပန်တိုချာက split decision နဲ့ကန့်နိုင်ရရှိခဲ့ပါတယ်အဲ့နိုင်ပွဲအပြီးမှာပန်တိုချာကချန်ပီယံခပ်ကာကွယ်ပွဲ3ပွဲဆက်တိုက်ထိုးထားခဲ့ရပြီး3ပွဲစလုံးကိုအနိုင်ပြထားနိုင်ခဲ့ပါတယ်ဒီထဲမှာတော့ထူးခြားတာက ဖန်တို့ကြောင့်နောက်ဆုံးရှင်ပြိုင်ကစား KR ရဲ့ချန်ပီယံကပတ်ကာကွယ်ပွဲပဲဖြစ်ပါတယ်။ USC 310မှာပါဝင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲပါ။ဒီပွဲမှာတော့ဖန်တို့ဂျာကဂျပန်ဖိုင်တာကိုင်အဆာကိုရာနဲ့ရှင်ပြိုင်ထိုးတက်ခဲ့ရတာဖြစ်ပါတယ်။ပုံမှန်အတိုင်းပါပဲ။ဘာရီများထိုးချနေလို့လဲဆိုပြီးပြည်သက်များအနေနဲ့အမေးစရာရှိလာပါလိမ့်မယ်။ထိုးချတာကိုကျွန်တော်ပြောပြပါမယ်။ဖန်တို့ဂျာလက်ခံရှင်ပြိုင်ပေးခဲ့တဲ့ကိုင်အဆာကိုရာဆိုတာက USC ကိုခုမှစတင်ရောက်ရှိလာခဲ့တဲ့မင်းနဲ့တဲ့ဖိုင်တာတယောက်ဖြစ်ပါတယ်။အဲဒီအချိန်ကကိုင်အဆာကိုရာဟာ USC မှာ ranking တက်မှတ်ချက်တောင်မမေ့ရရမရသေးတယ်လို့လက်ရှိအချိန်မှာဆိုရင်လည်း ် USA ရဲ့ flyweight တန်းမှာ ranking 15နေရာကနေရပ်တည်နေသူဖြစ်ပါတယ်ဆိုတော့အဆင့်သမတ်ချက်ရကြည့်မယ်ဆိုရင် Kai Sakura က Joshua Ben ထက်တောင်မှပိုနေနေပါသေးတယ်ဒါပေမဲ့ USA က Kai Sakura ကို USA ကစားမပွားပွဲဥထွက်ပွဲဆင်ပါတယ်ပန်တိုဂျာနဲ့ Champion Cup ဆင်ကောပွဲတန်းပြီးတော့ပေးထိုးခဲ့ပါတယ်ဒါကြောင့် Kai Sakura ဟာ USA ရဲ့အထင်ကြီးမှုကိုရရှိထားတဲ့သူလို့တောင်ပြောနိုင်ပါတယ် USC က Kai Sakura ကိုဘာဖြစ်လို့အခုလိုမျိုးမျက်နှာသာပေးခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးနောက်ကြောင်းလိုက်ပြန်ကြည့်တော့လဲ Kai Sakura က ရေးစင်မှာအဓိကကြီးစိုးခဲ့တဲ့ fighter တယောက် ဖြစ်တယ်ဆိုတာလောက်ပဲတွေ့ထားရပါတယ်။ရှုံးဝဲတွေကလည်းကြုံတွေ့ထားရပုံပြီးသူ့ရဲ့ racing ကစားမဘွားနောက်ဆုံးပွဲစဉ်မှာတော့ Kai Sakura က racing ရဲ့လက်လက်နေတဲ့ Battle Wing Tan Champion ခပ်ဘက်ကိုစိန်ခေါ်ထိုးတက်ခဲ့ပြီးအနိုင်ရရှိခဲ့ရာကြောင့် Champion ခပ်ဘက်ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက် UFC ကိုရောင်းရှိလာခဲ့ပြီးရောင်းချင်းပွဲမှာတင်တခါရင် Champion ခပ်ဘက်စိန်ခေါ်ပွဲတန်းထိုးခွင့်ရရှိခဲ့ပါတယ်။ ကိုင်ဆာကူရာဆိုရာကလည်းမူလာတန်းကျောင်းသားဘဝအရွယ်ကတည်းကခရာတေးနဲ့ဂျပန်ဆူမိုနှစ်ပန်းကိုလည်းကျင့်တင်ကြားခဲ့တဲ့ဖိုက်တာဖြစ်ပါရင်ကိုင်ဆာကူရာနဲ့သူ့ရဲ့အကိုပေါင်းရင်တို့ညီကောင်နှစ်ယောက်ဟာလမ်းမေးတိုက်ပွဲတွေ များစွာကိုဆင်နွှဲခဲ့ကြပါရင်ဒါအပြင်တို့ညီကောင်ချင်းချင်းလည်းမကြာခဏရန်ဖြစ်လေးရှိတဲ့ပါရင်ရန်ဖြစ်တိုင်းနဲ့ထိုးကန်းချိန်ကန်းတွေမြဲပါတဲ့ပါရင်ဆေကျော်တဲ့အရွယ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့ကိုရုံးပညာရှင်တို့ရဲ့အကြံပြုချက်အရကိုင်ရဲ့မိခင်ကတို့ညီကောင်နှစ်ယောက်စလုံးကိုလက်ဝဲတန်းထဲမှာအနှံပေးပြီးပညာသင်ကြားစေခဲ့ပါရင်အပြော်ရန်ကစားသမားဘဝမှာတော့ကိုင်ဆာကူရာကရှစ်ပွဲနိုင်နှစ်ပွဲရှုံးခဲ့ပြီး 2023ခုနှစ်မှာတော့ professional ကစားမပွားကိုခံယူခဲ့ပါတယ်။အဲဒီအချိန်ကလေးကနေအခုချိန်ထိကင်ကပွဲပေါင်း26ပွဲထိုးထားပြီးရမှာ22ပွဲနိုင်5ပွဲရှုံးထားပါတယ်။သူနိုင်ခဲ့တဲ့22ပွဲမှာ73ပွဲက TKO KO နဲ့ဖြစ်လို့အတော်လေးလက်တံပြောင်းတဲ့ fighter လို့ဆိုရမှာပါ။ဒါကြောင့်လည်း UFC ကိုရောက်ရောက်ချင်းပါတယ်။သူ့ကို champion ကပတ်စင်ကာပွဲတမ်းပြီးပေးထိုးခဲ့တာဖြစ်ပါလိမ့်မယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ AQ Sport Channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။